ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှသင်တီးအပ်တော်တမချန်းအစီအစဉ်များကို အတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြတ်မြခရိယန်တွေအနေနဲ့ဗီဒီယိုလက္ခဏာတို့ကိုယုံကြည်ပြီးလက်ခံကြင့်ကြံသင့်ပါသလား။ တသလုံးမဟုတ်တာတွေမကောင်းတာတွေလုတ်ခဲ့ပြီးမဲ့အခုအခါမှာတော့အုတ်တိုင်းမှန်ရကိုဝန်ခံခဲ့တဲ့အကိုကြီးယူရာကိုကဘာဦးချန်းခန်းကြီး44မှာတွေ့ရပါတယ်။အရင်တုန်းကစိုးခဲ့မိုက်ခဲ့ပြီးမဲ့အခုအချိန်အခါမှာတော့စိတ်သဘောထားတွေပြောင်းလဲသွားခဲ့ကြပြီဖြစ်ပါတယ်။အကိုတွေရဲ့စိတ်ဓာတ်အရင်ကံကို ပေါ်လွင်လာအောင်စမ်းသပ်တဲ့သူကတော့ရောသက်ဖြစ်ပါတယ်။ဒီအကြောင်းချင်းရာတွေပါဝင်တဲ့ကဘာဦးချန်းအခန်းကြီး44ကို အခုလို30လေးလာတင်ပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကျမ်းလင်အရာယောသက်ကိုသူ့အကိုတွေဟာဘလောက်မုန်းကြီးခဲ့ကြတယ်။တပ်ဖို့အထိကြမ်းစည်းခဲ့တယ်။နောက်ဆုံးတော့ငွေ20နဲ့ရောင်းစားခဲ့တယ်။အီဂျစ်နိုင်ငံကိုရောက်သွားတယ်။အဲ့ဒီမှာ ကိုရန်တော်မှုတယောက်ရဲ့အိမ်မှာ အစတော့ဟုတ်မလို့လို့နဲ့နောက်ပိုင်းမှာ ကိုရန်တော်မှုကတော်ကဖောက်ပြန်ဆွဲဆောင်မှုကိုခံခဲ့ရပြီးတော့မရှိတဲ့မကျူးလွန်တဲ့အပြစ်ကြောင့်ထောင်ကျခဲ့ရပုံတွေ့ အဲ့ဒီအမှတ်သင့်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများပေးသနာတော်မူခြင်းကြောင့်ယောသလွတ်မြောက်ခဲ့ပြီးအခုဆိုရင်အီဂျစ်နိုင်ငံမှာသူဟာအေယာမအကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်လောက်အဆင့်ရှိတဲ့ယာရုကြီးကိုရရှိနေပြီးအဲ့ဒီအချိန်မှာနိုင်ငံရဲ့ကောင်းရာကောင်းကျိုးကိုသူဟာနှစ်ပေါင်းများစွာဆောင်ရွက်ခဲ့ရုံနဲ့မကဘူးပတ်ဝန်းကျင်နိုင်ငံတွေရဲ့အခက်အခဲတွေညှို့မခေါင်းမခြင်းဘေးတွေကိုပါဝင်ပြီးတော့ရှင်းပေးခဲ့တယ် အခုဆိုလို့ရှိရင်သူ့ရဲ့ခါနန်ပြည်မှာကြံခဲ့တဲ့ညီအကိုတွေနဲ့သူဟာလုံးလက်ချလေလိုက်နေပြီဆိုတဲ့အချက်တွေကိုကျွန်တော်တို့ဟာကော်ပြခဲ့ပြီးဖြစ်ပါတယ်။ဗိယမင်းဆိုတဲ့ညီကလေးကို တွေ့ချိန်မှာရောသက်မျက်ရည်တိတ်တခိုးကျရတဲ့အကြောင်းကိုပြိသက်တို့ဆွေဆွေမြင့်မြင့်မြင်အောင်လိမ့်မယ်လို့ထင်ပါတယ်။အဲဒီလိုပဲညီအကိုတွေကိုသူဘယ်သူလဲဆိုတာအသိမပေးနိုင်သေးပေမဲ့အေယာမနေလေစာစားပွဲကြီးကျင်းပပြီး ဂုံပြုတ်အက်ခံခဲ့တာကိုလေအများသိကြရလို့စိတ်လှုပ်ရှားပွဲမြင်ကွင်းတွေကိုမြင်ယုံတန်းတဆွဲလန်းကြရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ရင်နာစရာပျော်စရာအားမလို့အားမရဖြစ်စရာတွေနဲ့ပြည့်နေနေခဲ့တဲ့အခန်းတွေလို့ကျွန်တော်ခန်းစားမိပါတယ်။ခန်းစားရတဲ့နှလုံးသားရှိ သူတို့အတွက်နားလေလွယ်ကူမဲ့ကြမ်းကြက်တည်ပဲလို့ဆိုချင်ပါတယ်။ကျွန်တော်ပြောခဲ့ပြီးတဲ့အတိုင်းကပ္ပဦးကျမ်းရဲ့ဒီအပိုင်းဟာယောသတ်ရဲ့အပိုင်းပဲဖြစ်ပါတယ်။ ယောသတ်ဆိုတာယာကုပ်ရဲ့အချစ်ဆုံးသားကလေးဖြစ်ပါတယ်။သူဟာဖြောင့်မတ်တဲ့ဘဝပြောင်မြောက်တဲ့ဘဝမှာကြီးပွားအသက်ရှင်ခဲ့ရပါတယ်။ယောသတ်နဲ့ယောသတ်အကြောင်းကိုကြည့်ပေးဒီကြမ်းမိုက်နေဟာပြည့်စက်ပေါ်ပြနေပါတယ်။တစ်ချိန်ထဲမှာယာကုပ်ရဲ့ဗင်ယမင်တို့ရဲ့အကြောင်းတွေလည်းအ ਨੇ အချင်းတော့ပါပါတယ်။ဒါပေမဲ့အဓိကတရုပ်ဆောင်သူကတော့ပြိုင်ဘက်မရှိတဲ့ယောသတ်ပဲဖြစ်ပါတယ်။ယောသတ်ရဲ့ဘဝအသက်တာဟာခရစ်တော်လူဘဝနဲ့အများကြီးပုံစံတူခဲ့တယ်ဆိုတာကို ကျွန်တော်အလီလီဖော်ပြခဲ့ပြီးပါပြီဒီနေ့အဖို့တော့ယောသတ်ဟာသူ့ရဲ့အကိုကြီးတွေကို ရှစ်လို့မျက်နှိုးလို့တာဝန်ကျေပွန်လို့အစွန်းကုန်ကောင်းမှုတွေနဲ့ပြုစုခဲ့ပြီးပြီတစ်ချိန်တည်းမှာသူ့အပေါ်ရက်ဆက်ခဲ့တဲ့အကိုကြီးတွေဟာညီအငယ်ဆုံးလေးဗိမိန်အပေါ်မှာရောစိတ်ကောင်းမှရှိကြရဲ့လားအဖေအိုကြီးရာကုတ်အပေါ်မှာရောသားကြီးတွေရဲ့တာဝန်နဲ့အညီတာဝန်ကျေပွန်ကြရလားဆိုတာကိုစမ်းသပ်မဲ့အလှည့်ပဲဖြစ်ပါတယ်။ဘလောက်ပဲတာဝန်တွေကြေကြေ စိတ်တွေပြေပြေသူ့ကိုတစ်ချိန်ကကျွန်အဖြစ်ရောင်းစားခဲ့တဲ့အကိုတွေပေါ်မှာသူအယုံကြည်မရှိသေးဘူးပုံမှန်နိုင်သေးဘူးသူတို့အမှန်တကယ်နောင်တနဲ့ပြောင်းလဲခဲ့ကြရဲ့လားယင်လုံးကလိုပဲသိုးသွန်းလူကြီးတွေပဲဖြစ်နေလားဆိုတာကို तू သိကျင်လေသူနဲ့ပတ်သက်တဲ့ခံစားချက်တွေကိုနှစ်ပေါင်းတလောက်ကြာပေမဲ့ तू ဟာမေ့မသွားနိုင်ဘူးမေ့ဖို့လည်းမလွယ်ဘူးဒီအတိတ်ဟာသူ့ကိုအခုလိုအေယာမအဆင့်ကြီးရောက်နေတဲ့အချိန်မှတောင်မှ လိုက်လံ၆လှန့်နေပါသေးတယ် ူအတိတ်မှာ သူ့လက်ရှိကာလစိတ်ဇောဟာကန့်ညီနေတယ်။ဒါကြောင့်အကိုကြီးတွေရဲ့စိတ်အနေကိုသူဟာအရေးအခြေပြောင်းမပြောင်းသိကျင်နေတာဟာဒီကျမ်းအဖြစ်ပြိသက်တို့နားလည်လာမှာဖြစ်ပါတယ်။ဒီဇလတ်မှာအရေးပါလာတဲ့လူကတော့အကိုကြီးယူရာပါပဲ။ယူရာဆိုတာဟာဒါဝိကန်ဒီခရစ်တော်အထိမျိုးဆက်ကြီးတစ်ခုလုံးကိုပို့ဆောင်သွားမယ်။ဣသရေလအမျိုးအနွယ်ဖြစ်ပါတယ်။ပုဂ္ဂိုလ်ကြီးအနေနဲ့အမှတ်ပေးရမယ်ဆိုရင်တော့ စင်လုံးကျော်လူကောင်းသူကောင်းကြီးတော့မဟုတ်ပါဘူးအပြစ်ကောင်းကြီးတယောက်အဖြစ်ပြီးခဲ့တဲ့ကျမ်းနေမှာကျွန်တော်တို့ရှက်ခမန်းလေးလေးတွေမြင်ခဲ့ရပြီးပြီဒါပေမဲ့ဒီကန္တမှာတော့ယူဒာဟာထူးကဲတဲ့လူတယောက်အဖြစ်ဘဝပုံစံပြောင်းလဲသွားပြန်ပါလေညီငယ်ဆုံးလေးဗီယမိန်နဲ့ပတ်သက်ပြီးသူ့ရဲ့ကြီးမားတဲ့မြေတာခိုင်ကန်းနဲ့အကွဲအကားအကိုကြီးတယောက်ရဲ့တာဝန်ယူမှုတွေကိုကျွန်တော်မြင်ကြရပါပါဒါကြောင့်ကပ္ပဦးချန်းအခန်းကြီး44ဟာလေ ညီအကိုများအားအိမ်သို့တဖန်ဆေးလွှတ်ခြင်းဆိုတဲ့အကြောင်းနဲ့စတင်ရမယ်ဆိုရင်ကဘာဦးကျန်းအခန်းကြီး44ငယ်1မှ5အထိဖတ်ပြဖို့လိုပါတယ်ယောသပ်သည်လည်းဝန်စည်းရေးကိုခေါ်၍ထိုသူတို့၏အိမ်များ၌ရိတ်ခါပါနိုင်သမျှအပြည့်ခဲ့လော့လူတိုင်းဆိုင်သောငွေကိုမိမိအိတ်ဝတွင်၎င်းစဘာဖိုးငွေနှင့်ငွေဖလားကိုအငယ်ဆုံးသောသူ၏အိတ်ဝ၌၎င်းထည့်ထားလော့ဟုမှားသည့်အတိုင်းဝန်စည်းရေးပြုလေ၏နန်းနှင့်မိုးလင်းသောအခါ ထိုသူတို့ကိုမြင်းများနှင့်တကွလွတ်လိုက်လေ၏မြို့ပြင်သို့ရောက်၍မဝေးသေးသောအခါယောသတ်သည်ဝန်စီရေးကိုခေါ်၍ထိုသူတို့ကိုမြင်းများလိုက်လော့မိသောအခါတင်တို့သည်ကျေးဇူးကိုမကောင်းသော အမှုနှင့်ဘဲကြောင့်ဆက်သနီးငါသခင်တောက်သောခွက်ဖလားမဟုတ်သလောထူဆန်းသောညံကိုဖြစ်စေတတ်သောဖလားမဟုတ်သလောတင်တို့ပြုသောအမှုသည်မကောင်းပါတကားဟုပြောဆိုလို့မှားသည့်အတိုင်းဝန်စီရေးလိုက်၍မိသောအခါပြောဆိုလေ၏ရှင်းပါတယ်နော် ယောသကညီငယ်လေးဗင်ဂျမင်ရဲ့အိတ်ထဲမှာငွေဖလားတစ်လုံးကိုထည့်ပေးလိုက်တယ်။အဲ့ဒီငွေဖလားဟာသူတို့ဘုံသွားတယ်လို့လူဘာလို့မဖြစ်ဖြစ်အောင်ယောသကလှုပ်လိုက်တာ။အဲ့ဒီငွေဖလားအတွက်ဝန်စည်းရေးကိုအမိလိုက်ခိုင်းပြီးသူတို့ကိုစွတ်စွဲခိုင်းတယ်။သူတို့ဘူးမသိဘာမသိနဲ့ခံရပြန်ပြီနောက်တချီ။သူတို့ကလည်းဤစကားကိုသခင်ဒီအပေကြောင့်ပြောပါသည်။ကိုယ်တော်ဤကျင်တို့နှင့်ထိုးသောအမှုဝေးပါစီတည်းသူတို့ညီကလေးဗိဉ္မင်ရဲ့အိတ်ဝါကငွေဖလားဟာ ယောသတ်ရဲ့ထူးဆန်းသောဉာဏ်ကိုဖြစ်စေတဲ့ငွေဖလားအလောက်အရေးကြီးတဲ့ပညာကိုပေးတဲ့ဖလားဆိုတော့ယောသတ်ရဲ့အိမ်မက်နမိတ်တွေဖတ်နိုင်တာရှေးရေးကိုကြိုတင်သိမြင်တာတွေဟာဒီငွေဖလားကြောင့်အဲ့ဒီငွေဖလားကိုမှမင်းတို့ဟာဘုန်းရဲ့လေခြင်းဆိုပြီးတော့အခြေအနေဇိုးကိုရောက်အောင်ညီအကိုတွေကိုထောင်ပြီးတော့ဖတ်နေအမှန်စင်စစ်တော့ဒီငွေဖလားနဲ့ယောသတ်ရဲ့ဘုရားသခင်ပေးတဲ့အတတ်ပညာနဲ့ဟာဘာမှမဆိုင်ပါဘူးသူတို့ကိုအကြောင်းရိုက်ဖို့အတွက်အကွက်ဆင်တာပဲဖြစ်ပါတ တစ်ချိန်လုံးယောသတ်ဖလားဝန်စားတော်ဝန်ဖာရောတို့ရဲ့အိမ်မက်တွေကို ဖြည့်လာတာဟာဒီဖလားအကြောင်းဘယ်နှခါပါဘူးလို့တော့တစ်ခါမှမပါပါဘူးဖျားသခင်ပေးတဲ့အသိဉာဏ်နဲ့သာဟောလာခဲ့တာပါ တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့တာပါဒီကနေ့ဘေးရဝိဇာဆရာညာတွေကလည်းစာကလေးဘေးရင်တို့လက်ဖက်ရိုးဘေးရင်တို့ကွန်းဘေးရင်တို့တက်လုံးဘေးရင်တို့လို့ဆိုတာမျိုးတွေနဲ့ဖြီးပြီးတော့ပိုက်ဆံညာပြီးယူနေကြတယ်လေဘာဆိုင်လဲ အသိပညာဆိုတာဟာအုံနောက်မှသာရှိတာလူတွေစီကပိုက်ဆံညာယူလို့ကောင်းအောင်ရှောက်လင်းညာနေကြတာဆိုတာကိုသတိပြုဖို့လိုပါတယ်ကပ္ပဦးကျန်းအခန်းကြီး44အခန်းငယ်7နဲ့9မှာဆက်ပြီးတွေ့ရတာကတော့ယမန်ကအိဝရွင် တွေ့သောငွေကိုခါနန်ပြည်မှကိုရောထံသို့တပန်ဆောင်ခဲ့ပါပြီတို့ဖြစ်ရင်ကိုရောဤသခင်အိမ်၌ရွှေငွေကိုအဘဲကြောင့်ခိုးရပန်းအန်ဤကိုရောဤကျွန်းတို့တွင်မြည်သူနှင့်တွေ့လျင်ဤသူကိုသေးစေ ကျွန်တော်တို့ဒီလေသခင်ဤကြုံခံကြပါမည်ဟုဆိုကြ၏သူတို့ကတကယ်မယူမမယူခဲ့တာဆိုတော့လေရဲရဲကြီးကိုသူတို့ကြိတ်ပါတယ်တစ္ဆာတွေဆိုကြပါတယ်ဝန်စီရေးကလည်းတင်းတို့စကားအတိုင်းဖြစ်စေသို့တော်လေမြည်သူ၌တွေ့ရင်ထိုသူသည်ငါ့ကြုံ ဖြစ်စေတင်းတို့မူကအပြစ်လွတ်ကြစေဟုဆိုတော့ထိုသူအပေါင်းတို့သည် အသီးသီးမိမိတို့အိမ်များကိုခြေ၌ချ၍ဖွင့်ကြ၏ဝန်စီရေးသည်လေအကြီးမားစား၍အငဲတိုင်အောင်ရှာသဖြင့် ဘင်ယမင်အိတ်၌ဖလားကိုတွေ့တွေ့မှာပေါ့မတွေ့တွေ့အောင်ဒီအိတ်ထဲမှာပဲထည့်ပြီးထားလိုက်တာကိုမိနေပြီကိုမယူတဲ့ငွေဖလားတစ်လုံးနဲ့ဘင်ယမင်တယောက်မျက်လုံးလေးကလေးကလေးဖြစ်နေပြီလက်ပူးလက်ကျက်ကြီးဆိုတော့ညင်းလို့လည်းမရဘူးတို့ခါသူတို့ဒီမိမိအဖို့ကို ဆုပ်၍လူတိုင်းမိမိမြဲပေါ်မှာဝန်ကိုတင်ပြန်သဖြင့်မြို့သို့ပြန်သွားကြ၏အဖို့ကိုဆုပ်တယ်ဆိုတာဟာပမာလိုပြောရရင်တော့ယင်ပတ်စီတီအော်ငိုတာနဲ့အတူတူပါပဲဂျီညီရေကိုရေရောသက်လုတ်သမျှ လှိမ့်ပြီးတော့ခံနေရပါတယ်။ဘင်ယမိန်မပါဘဲနဲ့လက်ခံန်းကိုပြန်လို့ကမဖြစ်ဘူးလေ။အဖိုးကြီးယာကုပ်ကိုအသေးချာဂရိပေးခဲ့တယ်မဟုတ်လား။အဖိုးကြီးကလည်းသူ့သားကလေးကိုမတွေ့တာနဲ့နှလုံးရောဂါရပြီးတချီတည်းဒုက္ခရောက်သွားနိုင်တဲ့အခြေအနေ။ဒါနဲ့ပဲသူတို့အတိုက်စိုးစောပိုင်းကပျော်ခဲ့တာတောက်ခဲ့စားခဲ့တာတွေအကုန်မေ့ပြီးရောသက်ရှိမှောက်ကိုတစ်ခါထပ်ပြီးဒူးထောက်ဖို့ရောက်လာပြန်တာပေါ့။ကပ္ပဦးကျန်းအခန်းကြီး44 45ကိုဖတ်မယ်ဆိုရင် ယူဒာနှင့်ညီအကိုတို့သည်ယောသတ်အိမ်သို့ရောက်၍သူသည်အိမ်၌ရှိသေးသဖြင့်သူ့ရှိမှပြတ်ဝတ်လျက်နေကြ၏ယောသတ်ကလည်းသင်တို့သည်အဘယ်သို့ပြုတ်ပြီးသနည်းငါကဲ့သို့သောယောက်ျားသည်ထူးဆန်းသောဉာဏ်ရှိကြောင်းကိုသင်တို့မသိကြသလိုဟုဆို၏ဟောယောသတ်သူတို့ကိုတချီတမောင်းထပ်ပြီးဆူပြန်ပြီကျင်းမြန်ပြီသူတို့ကလည်းတုတ်တုတ်တောင်မလှုပ်ဝညာဘူးပေါ့ကိုစားခံမြစ်တာဖြင့်ယူဒာဆိုတဲ့ခေါင်းစဉ်ကလေးနဲ့ဒီဇက်လန်းကိုဆက်ရမယ်ဆိုရင်တော့ ယူရာဟာရှေ့ကိုတက်လာပါတယ်။ဒီနေရာမှာယူရာရဲ့ထဲဝါတဲ့မြင့်မြတ်တဲ့ပုံတရံတရုတ်ကို ကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်။သူဟာအကောင်းဆုံးမိန့်ဝန်းကိုမယုံနိုင်လောက်အောင်ထူးထူးခြားခြားခြွေပါလိမ့်မယ်။သူတို့ရဲ့အပြစ်တွေဟာတန်တရားလင်းနေတယ်ဆိုတာကိုရဲရဲကြီးဝန်ခံပါလိမ့်မယ်။ယူရာဆိုတာခရစ်တော်မျိုးဆက်ကိုဖြစ်စေမဲ့လူဆိုတာကျွန်တော်တို့ကြင်ရင်သိနာလေခဲ့ရပြီနော်။ကြည့်ရစို့ ကပ္ပဥကျန်အခန်းကြီး44ငွေ16 18မှာပြင့်မြင်ရတဲ့အတိုင်းဆိုရင်ယူရကလည်းကျွန်တော်တို့သည်သခင်အားအဘယ်စကားဖြင့်ရှောက်ရပါဟန်နီအဘယ်သို့ပြောရပါဟန်နီဤအမှုကိုအဘယ်သူလွတ်နိုင်ပါဟန်နီကိုတော်ကျွန်တို့၏အပြစ်ကိုဖျားသခင်စစ်၍တွေ့တော်မူပြီးအကျဉ်သူ၌ဖလားတော်ကိုတွေ့ထိုသူမှဆ ảy ၍ကျွန်တော်တို့ရှိသည်မြတ်သည်သခင်၏ကျွန်ဖြစ်ကြပါ၏ဟုရှောက်လေတော်ယောသကထိုသို့ငါမပြုရအကျဉ်သူ၏လက်၌ ငါဖလားကိုတွေ့ထိုးသူသည်ငါကြုံဖြစ်စေတင်တို့မူကားအဖထံသို့ညီငွတ်စွာသွားကြလော့ဟုစီရင်လေ၏ကြမ်းအဖွင့်ကလေးကအစီရင်ခံခဲ့တဲ့အတိုင်းယောသဟာသူ့အကိုရဲ့စိတ်ကိုစမ်းနေတာအထူးသဖြင့်ညီငယ်ဆုံးလေးဗိယမိန်လေးအပေါ်မှာသူတို့တွေစိတ်သဘောတွေဘယ်လိုထားကြသလဲယောသဆိုတဲ့သူ့ရဲ့အတိတ်ကာလတုန်းကလူပဲမိုက်အားကောင်းနေကြသေးသလားလူโซကြီးတွေဘဝမှာပဲရှိနေသေးသလား ငညစ်ကြီးတွေအဖြစ်ပဲသူ့အကိုကြီးတွေဟာ ရှေးရအတိုင်းရှိနေသေးလားဆိုတာကိုသိချင်လို့သူကမင်လုံနေတာပါပြောနေတယ်လေဘယင်မိန်စမငွေ ဖလားတွေ့တာမှုဘယင်မိန်ပဲကြုံဖြစ်စီခမရတို့ကတော့လွတ်စီတည်းအဖေ့အိမ်ကိုပြန်စီတဲ့အဲ့ဒီအချိန်ယူရာရှေ့ကိုတက်လာပြီပြီးတော့အခုလို့ဆိုရဲထိုအခါယူရာသည်ချင်းကပ်လျက်သခင်ဖျားကိုတော်ကျွန်သည်စကားတခွန်းဖြင့်နားတော်လျှောက်ရသောအခွင့်ကိုပေးတော်မူပါ ကိုတော်ကျွန်၌အမျက်ခက်တော်မမူပါနှင့်ကိုတော်သည် ဖာရောဘရင်ကဲ့သို့ဖြစ်တော်မူ၏ယောသရဲ့အဆင့်ဘလောက်ရှိရဲဆိုတာကိုယူရသိတယ်အီဂျစ်နိုင်ငံရဲ့အာဏာပိုင်ဆိုတာကိုကောင်းကောင်းနားလေတယ်ကဘာဦးကျန်44ငယ်16ကနေ29အထိခက်ရှိရှိဆက်ဖတ်ကြည့်ကြစို့သခင်ကသင်တို့သည်အဖရှိသလိုညီရှိသလိုဟု ကျွန်တော်တို့အားမိတော်မူလျင်ကျွန်တော်တို့ကကျွန်တော်တို့အဖအသက်ကြီးသောသူရှိပါ၏ အဖအသက်ကြီးစဉ်အခါရသောသားငယ်တယောက်ရှိပါ၏သူ၏အကိုသေးပါပြီသူအမိပွားသောသားတို့တွင် သူတယောက်တည်းကြံရစ်ပါ၏ထို့ကြောင့်သူ၏အဖသည် သူ့ကိုချစ်ပါ၏ဟု သခင်အားပြန်လျှောက်လေသော ကိုတော်ကထိုသူကိုငါကြည့်ရှုရအောင်ငါထံသို့ခေါ်ခဲ့ကြဟုကိုတော်ကျွန်းတို့အားမိန့်တော်မူ၏ကျွန်းတော်တို့ကဤသူငယ်ကို အဖနှင့်မခွာနိုင်ပါ အဖနှင့်ခွာလျင်အဖသေးပါလိမ့်မည်ဟုသခင်အားလျှောက်တော်လေကိုတော်က သင်တို့ညီမပါစဉ်သင်တို့သည်ငါမျက်နှာကိုနောက်တဖန်မမြင်ရဟုကိုရောကျွန်တို့အားမိန့်တော်မူ၏ထို့နောက်ကျွန်တော်တို့သည်ကိုရောကျွန်သည်ဟုသောကျွန်တော်တို့အဖထံသို့ပြန်၍ရောက်သောအခါသခင်စကားတော်ကိုအဖအားပြန်ကြားပါ၏ကျွန်တော်တို့အဖကလည်းတဖန်သွား၍ငါ့ဘုစားစရာကိုဝယ်ကြပါဟုဆိုသောအခါကျွန်တော်တို့ကအကျွန်ုပ်တို့သည်မသွားနိုင်ပါညီပါလျင်သွားနိုင်ပါ၏ညီမပါလျင်ထိုသူ၏မျက်နှာကိုမမြင်ရပါဟုပြန်ပြောပါ၏ ိုတော်ဤဂျွန်ကျွန်တော်တို့အဖကလည်းတင်တို့သိသည့်အတိုင်းငါမရသည်ငါအားသားနှစ်ယောက်ကိုဖွာ၏တယောက်ကငါထံမှထွက်သွား၏အကယ်စင်စစ်သူသည် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကိုခံရပါပြီတကားဟုငါဆိုရ၏ထိုကာလမှစ၍သူကိုငါမမြင်ရဤသူကိုလည်းငါထံမှယူသွား၍သူ၌ဘေးရောက်စဉ်တင်တို့သည်ငါစပင်ပြူကိုဝန်းနေခြင်းနှင့်တကားမရဏနိုင်ငံသို့တက်ရောက်စေကြလိမ့်မည်ဟုကျွန်ုပ်တို့အားဆိုပါ၏ယူရာဟာ အသက်ရဲ့ဇာတ်ကြောင်းကိုပြန်ကောက်ပြီးပြောပြနေပါတယ်။ဒီစကားသံဒီကိုယောသတ်ဟာတစိမ့်စိမ့်တညင်ညင်နဲ့ကြားရတဲ့အချိန်ဘလောက်အထိဆွေးသွားရမလဲ။သူ့စိတ်ကူးရင်လက်ပြဟာဘယ်တွေကိုများပြန်ဝဲနေလိမ့်မလဲဆိုတာဟာစဉ်းစားလိုက်ရင်ရင်းနှင်းစရာမကောင်းပေဘူးလား။ညီအကိုတွေပြန်တွေ့ကြတဲ့ကတယောက်ကတော့မရှိပါမရှိပါနဲ့ကြီးပဲပြောတော့သေသွားတယ်ဆိုတာမျိုးသူတို့လုတ်ခဲ့ကြတယ်။ ဒီလိုပဲသူတို့ကအစဖြောက်ဖြောက်နေခဲ့ကြတာကိုယောသတ်သိခဲ့ရတယ်။အခုကျတော့ယောသတ်သိပြီ။အကိုရေဟာအဖေကြီးကိုဘယ်လိုလန်ကျုပ်ဇာလန်းနဲ့လှိမ့်ခဲ့တယ်လဲ။သူ့ကိုသားရဲ့ကြီးတကောင်ကကိုက်သက်စားလိုက်တဲ့ပုံစံမျိုးနဲ့လှိမ့်ခဲ့တယ်ဆိုတာကိုယူရာရဲ့စကားအဖြစ်သူကောင်းကောင်းကြီးနားလည်ရတယ်လေ။ပြန်ပြီးဒီဟာကိုကြားရတဲ့ပထမဆုံးထွက်ဆိုခြင်းနဲ့ပထမဆုံးအချိန်ပြန်မြင်ရတဲ့သူနဲ့ပတ်သက်တဲ့အတိတ်ရဲ့အရေးဇာတ်ကိုသူတဖက်က လွတ်ဆွတ်အောင်မေတ္တရီရလာလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်။ပြီးတော့ဒီနေရာမှာတခါကျွန်တော်ထပ်မံတွေ့ရှိရတာကတော့ယာကုတ်ဟာကျေးဇူးတော်တွေနဲ့အတူရင့်ကျက်အိုမင်းလာခဲ့ပြီ။ဒါပေမဲ့လုံးဝအုတ်သုံးယုံကြည်ခြင်းပြည့်စုံတဲ့လူကြီးတယောက်တော့ဖြစ်မလာခဲ့သေးဘူး။ခိုင်ခံ့တဲ့လူတယောက်မဟုတ်သေးဘူးဆိုတာကိုထပ်ဆင့်တင်ပြချင်ပါတယ်။သူဟာဖျားသခင်အပေါ်မှာအကျွင်းမဲ့ဘဝကိုပုံအပ်ဖို့တဲ့လောကတန်ရုံးစဉ်အနှောင်အပွက်တဲမှာသာ မပြတ်မစဲအာယုံလွဲနေသေးတယ်ဆိုတာဟာရှင်းနေပါလေကြည့်လေဝိညာဉ်မင်းလေးသာ ပြန်မလာရင်တော့ငါသေးပြီတဲ့ငါဘဝတစ်ခုလုံးသွားပြီတဲ့တာဟာသူ့ရဲ့အကျင့်ကြီးညှိတွားနေကြစကားပါဒီနေ့ကျွန်တော်တို့ကိုရောရှင်ခရစ်တော်ကိုယုံကြည်ပါတယ်ဆိုတဲ့လူတွေအသက်ရှင်တော်မူသောအနန္တတကုရှင်ဘုရားသခင်ကိုယုံကြည်ပါတယ်ဆိုတဲ့လူတွေအခုလိုပဲဖြစ်နေကြသေးသလားအင်းကချစ်သောမိသားစုတယောက်ယောက် ကွယ်နှံခြင်းမျိုးမှာစောက်တီရမယဘုံဘုံလဲကြရကြပါလားမျက်ရည်နဲ့ပဲမျက်နှာတင့်နေကြရသလားအသေးကွယ်ပြီးတော့ဘဝပြက်မတက်ဖြစ်နေကြရသလားမဖြစ်တင်ဘူးဒီလိုမဖြစ်ရဘူးဒီလိုယုံကြည်ခြင်းအားနဲ့နှလုံးကွဲတဲ့အထိမထစ်ထိုက်ဘူးကျွန်တော်တို့တွေဟာဘုရားသခင်ဖန်ဆင်းတဲ့ဗာသမီတွေကြီးပဲဖြစ်တယ်။သူနဲ့အတူပေအတူရှင်မကွာရှိနေရမယ်လူတွေဖြစ်တယ်။လောကမြေမှာခွဲခွာရခြင်းဟာတဘာဝ ကောင်းကင်နိုင်ငံတော်မှာပြန်လည်တွေ့ဆုံရမှာကသာဝရဆိုတော့ကိုဆွေဆွေမြင်းမြင်းယုံကြည်ထားကြရလိမ့်မယ်။အခုကျွန်တော်မြင်ရတဲ့ယာကုတ်တယောက်ကတော့ဘုရားသခင်ရဲ့ကောင်းကြီးတွေနဲ့အတူရှင်သန်ခဲ့ရင်းအိုမင်းရင်ရောလာခဲ့ပြီ။ဒါပေမဲ့သူ့ကိုတလောက်ချစ်လို့သူ့ကိုကောင်းကြီးပေးခဲ့တဲ့ဘုရားအမိဝန်းတဲ့မှာတဲ့ဗျာဒိတ်တော်နဲ့ကြီးပွားစေခဲ့တဲ့ဘုရားသခင်အပေါ်မှာယုံကြည်ခြင်းအားနဲ့နေစေပဲဖြစ်တယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးပြန်ပြီးတွေ့မြင်ရပါလေ။ သူကိုယ်တိုင်ရဲ့နှုတ်ကဒီအားနည်းမှုကိုပေါ်ပြပေးနေတယ်လေငါသားလေးများမရှိရင်တော့ငါတော့သေပြီဆိုတဲ့အသံနဲ့လေကမ္ဘာဦးကျန်းအခန်းကြီး44ငွေ30ရာနေ31ကိုဖတ်ကြည့်မယ်ဆိုရင်တော့အခုလိုဆက်လက်တွေ့မြင်ရပြန်ပါတယ်ယူရပြောတဲ့စကားတွေပါတို့ဖြစ်၍ကိုတော်သည်ကိုတော်ကျွန်းကျွန်းတော်အဖထံသို့ရောက်သောအခါအဖအီအသက်သည်သူငယ်၏အသက်၌မိဖြစ်ရှိသောကြောင့်သူငယ်မရှိသည်ကိုမြင်သောအခါအဖသေပါလိမ့်မည် ကိုရောကျွန်းတို့သည်ကိုရောကျွန်းကြီးဟူသောကျွန်တော်တို့၏အဖစပင်ပြူကိုဝန်းနေခြင်းနှင့်တကွမရဏနိုင်ငံသို့တက်ရောက် စေကြပါလိမ့်မည်အခုအထိယူရဖော်ပြခဲ့တဲ့စကားတွေဟာ မြင့်မြတ်တဲ့တော်တဲ့ဖြောင့်မတ်တဲ့စကားတွေဖြစ်တယ်သူ့ရဲ့အယူခံမှုဟာသူ့ရဲ့နှလုံးသားကလာတာပဲလို့ကျွန်တော်တို့ဒီကြမ်းကြက်အရာကျွန်တော်ခံစားမိတယ်သူဟာမြည်ကလေးအတွက်သူစိတ်ပူလာရဲ့အဖေသေးမာကိုလည်းအကြည့်အကျဲစိုးရင်နာရဲ့ သူတို့အတိတ်ကာလအတွက်နောင်တနဲ့ရှောက်လန်းနေရတယ်ဆိုတာတွေကိုသူ့ရဲ့စကားတွေကဇာတိကပေါ်ပြနေပါတယ်ယူဒရဲ့တန်ရောစဉ်စိတ်ထားတွေကိုကျွန်တော်တို့တွေ့ရတယ်လို့ယောသတ်ထိတွေ့ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အမှန်တကယ်တော့ကြည်ပြင်းညီကို တွေဟာလည်းသူ့လိုပဲခံစားနေကြရတယ်သူ့လိုပဲတင်ပြနေကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အကယ်၍သူတို့လှုပ်ကအခုလိုမဆိုသည့်တိုင်အောင်သူတို့ရဲ့ယင်ထဲမှာကတော့ တူညီတဲ့ခံစားချက်တွေအပြန်အလှန်ပေါ်ပေါက်နေကြပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့ဒီလူတွေအကုန်လုံးရဲ့ကိုစားပြုနှလုံးသားနဲ့ယူရဟာယောသက်ကိုအသနာခံလျှောက်လှဲနေတာပါ။ထုကြည်နေတာပါ။ကဘာဦးကျန်းအခန်းကြီး44အခန်းငယ်32ကနေ34အထိဟာဒီကျမ်းရဲ့ဏိဂုံးစကားပိုက်တွေဖြစ်ပါတယ်။ဆက်လက်နားဆင်ကြပါစို့။ကိုရောကျွန်းကကျွန်ုပ်စီတဖန်သူငယ်ကိုအဖထံသို့ပြန်၍မဆောင်ခဲ့ပြီ။ အစင်မပြတ်အဖရှိမှ အပြစ်ကိုခံပါစေဟုဆိုသဖြင့်အဖထမသူငယ်ဤအာမခံဖြစ်ပါ၏တို့ဖြစ်၍ကိုတော်ကျွန်သည် သူငယ်အတွက်နေရ၍သခင်ထံမှကြုံခံရသောအခွင့်သူငယ်ကိုကအကိုတို့နှင့်လိုက်ပွားရသောအခွင့်ကိုပေးတော်မူပါ သူငယ်သည် ကျွန်တော်၌မပါခြင်းကျွန်တော်အဖထံသို့အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နီတို့ပြုလျင်ကျွန်တော်အပ၌ရောက်လက်တန်သောဘေးဥပ္ပတ်ကိုကျွန်တော်မြင်ရပါလိမ့်မည်တကားဟုလျှောက်လေ၏ ။အော်ယူဒယူဒကချိန်ရဇာကြောင်းတစ်ခုမှာတော့ကန်းကုံအောင်တေခဲ့တဲ့လူအပြစ်ဒုစရိုက်မှန်တဲ့၍အကုံမလုတ်ဖူးတာမရှိလုတ်ဖူးတဲ့လူကို့ချွေးမဟိုတောင်းကို့ပြစ်တစားအမှတ်နဲ့ကို့တောင်မွေးတို့တစိတ်တို့ဆလွယ်တို့ကိုအပောင်ပေးပြီးပေါင်းသွင်းဆက်ဆံခဲ့တဲ့အထိညဉ့်ညမ်းတဲ့လူအဲ့ဒါကြောင့်လေအရှက်ကွဲခဲ့ရတဲ့လူတရားအပြစ်နဲ့ကင်းစင်တဲ့ဖះဝိညာဉ်ကိုခံယူထားတဲ့ယေရှုခရစ်တော်ဟာအဲ့ဒီယူဒရဲ့ ုပ်စုတဲကနေအနာဂတ်အချိန်မှာပေါ်ထွန်းတာကိုကျွန်တော်တို့တွေ့လာရလိမ့်မယ်။အပြစ်လောကအတွင်သက်ဆင်းခြင်းဆိုတာဟာတည်ပြင်ဖို့အတွက်ဣသရေလရဲ့သားကြီးယူရကောင်းကောင်းကြီးမယိုင်းပြခဲ့တာကိုပရိသတ်တို့မေ့မပြစ်လိုက်ကြပါနဲ့လို့ကျွန်တော်မှားခြင်းပါတယ်။အခုတော့လေယူရရဲ့စိတ်ထားဟာဘလောက်များပြောင်းလဲနေပြီလေ။ညီငယ်လေးရဲ့ကိုစားသူ့ကိုပဲဖမ်းပြီးကျွန်လို့ပါခင်ဗျာကျွန်တော်ကျွန်ခံရရစီဆိုပြီးတော့ကိုစားကမြစ်တာနဲ့ရောသက်ကိုတောင်းဆိုနေပြီ အဲ့ဒါဟာဘယမိန်တယောက်တည်းအတွက်ကြလားမဟုတ်ဘူးအဖေကြီးကိစ္စများသွားမှာကိုမရှိစိန်လို့ဖခင်ကြီးအိုကြီးအိုမကိုချစ်လို့သနာလို့သူဟာသူ့ကိုပဲကြံပြုတ်လိုက်ပါတော့ဆိုပြီးအသနာခံနေတယ်ဆိုတာကိုတွေ့ရတယ်ဘယမိန်လေးကိုတော့လွတ်ပေးပါခဗျာဘသူ့ကိုမှမမြင်ရရင်ကျွန်တော်အဖေကြီးတော့ဒုက္ခရောက်တော့မှအမှန်သေးကြလို့ပါပဲဗျာအရင်ဘယမိန်အကိုပျောက်ဆုံးခြင်းတုန်းကလည်းပဲအပိုင်မိုင်းအကြိုက်အဖြတ်ခံလိုက်ရတဲ့ ငါသားကိုငါတော့တေကွဲကွဲပြီးမမြင်ရတော့ဘူးဆိုပြီးတော့ကျွန်တော်အဖေကြီးခင်ဗျာမှာအသေးကွဲခဲ့ဘူးပါလေခင်ဗျာတဲ့အဲ့လောက်ညှင်းနူးစရာကောင်းတဲ့တောင်းပန်တန်တွေလေသောတာရှင်အပေါင်းတို့ခင်ဗျာယောသတ်စစ်ဆေးတဲ့စိတ်တက်ရေးရာစာမေးပွဲကိုတော့ယူဒာဟာအဲ့ဒီနည်းနဲ့အောင်သွားပါပြီအားလုံးကိုကိုစားပြုတဲ့စကားတွေမှုညီကိုတွေအားလုံးဘယ်လိုစိတ်သက်တွေအကောင်းဘက်ကိုရင်းရင်ပြောင်းလဲကုန်ခဲ့ကြပြီဆိုတာကိုယောသတ်သဘောပေါက်သွားပြီဘိညာမိန်ကိုသူတို့သိစ်ချစ်တယ် သူတို့အဖေကြီးအပေါ်မှာတာဝန်ကြီးတဲ့သားကြီးတွေဖြစ်နေကြပြီအတိတ်ကဒုစရိုက်ကောင်ကြီးတွေလို့အပြက်သတ်မှတ်လို့မရတော့ဘူးသူတို့အားလုံးဟာညီလေးလွတ်မြောက်ဖို့အဖေကြီးရှင်သန်နိုင်ဖို့အတွက်ကို့ဘဝကိုကျွံဖြစ် လုံလုံလလျအစရိခံဝန်းတယ်ဆိုတာကိုဒီကျမ်းစကားတွေနဲ့ကျွန်တော်တို့ထင်ထင်ရှားရှားတွေ့မြင်လိုက်ရပြီယောသတ်ကိုယ်တိုင်လည်းသဘောပေါက် နားလည်သွားခဲ့ရပါပြီသမိုင်းဆိုတာဟာအတော်ကြီးကိုစမ်းကြဲလှပါတယ်တကြော့ပြန်တတ်ပါတယ် နိုးထတုံ့ပြန်ရှင်းသင်လာရပါလေဟုတ်တယ်ယူရအမျိုးတွေကနေအေယာမကေသယာစာချင်းသိစိတ်ထားနဲ့ပောက်သွားလာသူပြောက်ဟာဖြင့်ဖျားသခင်ရဲ့ဝိညာဉ်တကိုးကိုဆောင်ယူပြီးအပြည့်လောကလူပေါင်းတစ်ခုလုံးအတွက်မှောင်ခွာပယ်ရှင်းအသက်နှင်း၍သေခြင်းကိုခံကဲတင်ရန်ဖို့ရှင်သင်ကြွလာထွက်ပေါ်မှာကိုစောင့်လို့သာကြည်နေကြပါတော့လို့ကြိုတင်ပြီးကျွန်တော်ပြောချင်ပါတယ်ယောမဩဝါဒစာအခန်းကြီး9အငယ်၈မှာဖော်ပြထားတာကတော့ ယူရာအမျိုးကပေါ်ထွန်းမဲ့ဒီသခင်ရဲ့အချင်းကျုပ်ဇာကြောင်းကလေးပဲဖြစ်ပါတယ်။ငားထောင်ကြည့်ကြပါ။ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင်းအသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားခင်ရှားစွာ ပြတော်မူ၏။ဒီကနေ့ဖို့ကတော့တလောက်နေပဲရန်နာလိုက်ကြပါအောင်စို့။နောက်တစ်ချိန်စီစစ်မှာကဘာဦးချံအခန်းကြီး55ကိုလေ့လာမှဖြစ်တဲ့အတွက် 寿命哪能那么长嘞？